အားလုံးပဲမြင်လာပါကျွန်တော်ဒီနေ့မှာတော့ကိုယ့်ရဲ့ဝင်ငွေကိုနှစ်ဆမြင့်နေဖို့အတွက်အကောင်းဆုံးနည်းလမ်းတစ်ခုအဝေးမြတ်ပေးသွားခြင်းပါ ူများစုပြောကြတာရှိတယ်ပေါ့နော်ကိုယ့်ရဲ့ဝင်ငွေကိုမြင့်နေဖို့အတွက်ဆိုလို့ရှိရင်ငါတော့လှုပ်ပို့လှုပ်လိုက်မယ်ဆိုပြီးတော့ပြောကြတာရှိတယ်လှုပ်ပို့လှုပ်မယ်ဆိုတော့ကျွန်တော်ဘယ်လိုပို့လှုပ်မှာလဲပေါ့မကိုယ့်ရဲ့အလုပ်ချိန်ပို့ယူပြီးလှုပ်မှာလားဒါမှမဟုတ်ကိုယ့်ရဲ့ performance ကိုကျွန်တော်မြင့်မှာလားဒါမှမဟုတ်လို့ရှိရင်လည်းကိုယ့်ရဲ့ကျွမ်းကျင်မှုနောက်ကိုယ့်ရဲ့တောင်းယူမှုတွေကျွန်တော်မြင့်တင်မှာလားပေါ့စဉ်းစားကြရရှိပါတယ်ဆိုတော့ပြန်စဉ်းစားကြည့်လို့ရတယ်ကျွန်တော်လူတစ်ယောက်ကအချိန်အားဖြင့် energy အားဖြင့်ကန့်သက်ရှိပါတယ်ဥပမာတစ်ရက်ကို24နာရီအချိန်ရတယ်ကျွန်တော်လောလောတဲ့အချိန်7နာရီ9နာရီ စသဖြင့်ရှိပြီပေါ့နော်ပြီးလို့ရှိရင်သွားတဲ့လာတဲ့အခြေအနေရှိတယ်နောက်စားတဲ့တောက်တဲ့အခြေအနေနောက်မိသားစုအတွက်ပေးရတဲ့အခြေအနေရှိတယ်တခါတည်းကျွန်တော်တို့လေ့လာမှုတွေလောက်ရတာရှိတယ်နောက်နားကျင်ရှိတယ်ပြီးရင်ကျွန်တော်အရေးကြီးတဲ့အချင်းရှိတယ်ပေါ့နော်ဆိုတော့ တရက်ကို24နာရီမှာကျွန်တော်လောက်လို့ချင်း8နာရီ9နာရီကနေပြီးတော့ပို့ပြီးလောက်တယ်ဆိုတော့လုံးဝကျွန်တော်ကျွန်တော်တို့12နာရီဂျုံဝင်ချက်ပေါ့လောက်လောက်ပဲကျွန်တော်တို့ကလောက်လို့ပို့အဆင်ပြေမယ်။မဟုတ်လို့ဆိုတော့ချိန်ကန့်သတ်ရှိတယ်နောက်တစ်ခု energy ကန့်သတ်ရှိတယ်ကျွန်တော်တို့ရဲ့ energy တွေ swing in တွေကတရက်တာမှာဒီအလောက်ချင်း8နာရီလောက်ပဲလောက်တင်နေဆိုတော့အကန့်သတ်ရှိပါတယ်။ဆိုတော့ကိုယ့်ရဲ့ဝင်ဝင်ကိုမြင့်တယ်ပေါ့အကောင်းဆုံးနှီးလန်းတစ်ခုကတော့အချိန်တွေလည်းကျွန်တော်တို့အများကြီးလိုက်လို့နေလို့အဆင်မပြေဘူး။ performance မြင့်မယ်ဆိုရင်တော့ဘလို့မြင့်မှာလဲ။အဲ့တော့အကောင်းဆုံးနှီးလန်းတစ်ခုကတော့ကိုယ့်ရဲ့ကျွမ်းကျင်မှုနောက်ကိုယ့်ရဲ့တောင်းယူမှုမြင့်လာတော့အကောင်းဆုံးနှီးလန်းမှာဖြစ်ပါ ါတယ်။ကိုယ့်ရဲ့လုပ်ငန်းခွင်ကိုယ့်ရဲ့ပုံဝန်းကျင်မှာသတိထားကျင်လဲသိလိမ့်မယ်ပေါ့နော်။ပါမန်ဝန်ထမ်းတစ်ယောက်ရဲ့လာစာနဲ့မန်နေဂျာတစ်ယောက်ရဲ့လာစာနဲ့နောက် CEO တစ်ယောက်ရဲ့လာစာနဲ့မတူနိုင်ဘူး။ဘာလို့မတူလဲဆိုလို့ရင်တို့ရဲ့ကျွမ်းကျင်မှုတွေတို့ရဲ့ skill တွေနောက်တို့ရဲ့တောင်းယူမှုတွေနောက်တို့ရဲ့အတွေ့အကြုံတွေဒါတွေမတူဘူး။ဆိုတော့ကိုကကျွမ်းကျင်မှုပို့ပြီးတော့မြင့်လေတောင်းယူမှုပို့ပြီးတော့လုံနိုင်လေကိုရဲ့ဝင်ငွေကလည်းပို့ပြီးတော့များနိုင်လေပေါ့။ ကိုယ့်ရဲ့တံပိုးနောက်ကိုယ့်ရဲ့ကျွမ်းကျင်မှုမြင့်တင်မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ဝင်ကိုနှစ်ဆမှုအဆ20လည်းမြင်လို့ရတယ်ဂျင်ရောမပြောတဲ့စကားလေးတစ်ခုရှိတယ်ပေါ့နော်မင်းနေနဲ့တူညီတဲ့အချိန်တွေမှာလည်းဝင်ဝေပို့ပြီးတော့ရကျင်တယ်ဆိုလို့ရှိရင်လှုပ်လို့ရတဲ့အကောင်းဆုံးနည်းလမ်းတစ်ခုကတော့ကိုယ့်ရဲ့တံပိုးမြင့်တင်တာပဲဆိုပြီးတော့သူပြောတာရှိပါတယ်ဆိုတော့ကိုယ့်ရဲ့တံပိုးဘယ်လိုမြင့်တင်မလဲအကောင်းဆုံးလည်းကိုယ့်ရဲ့ကျွမ်းကျင်မှုနောက်ကိုယ့်ရဲ့အတွေ့အကြုံနောက်ကိုယ့်ရဲ့တောင်ယူမှုအဲဒါတွေကိုကျွန်တော်တို့မြင့်တင်ဖို့လိုတယ်အဲ့တော့ကိုကျွန်တော်တို့လှုပ်လို့ရတာတစ်ခုကတော့လေ့လာမှုတွေလေ့ကျင့်မှုတွေလက်တွေ့လှုပ်ဆောင်မှုတွေလှုပ်ပြီးတော့ကိုယ့်ကိုတိဆောက်ကို ပုံကိုရင်းနှီးမြှုပ်နှံဖို့အရေးကြီးပါတယ်အားလုံးကျေးဇူးတင်ပါတယ်